တခါတော့ကတိုင်းပြည်တွင်ရဲ့ဘရင်ကြီးတစ်ပါးဟာသူ့ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်ကြီးကျယ်ခမ်းနားတဲ့စောက်ဘက်သဘင်ကျေးပမှဖြစ်တဲ့အတွက်ကြောင့်တခြားတိုင်းပြည်ကမင်းတွေကိုလည်းဖိတ်ကြားထားပါတယ်။စောက်ဘက်သဘင်မှာတဲခဲအခန့်ကျေးပဖို့အတွက်ဟင်းမျိုးမျိုးကိုစီမံထားစေပါတယ်။ဟင်းလျာတွေမျိုးမျိုးရှိနေပေမဲ့လည်းပွဲကျပမဲ့နေမတိုင်ခင်မှာမိုးတက်လေပြင်းနဲ့ကြောက်ရတဲ့အတွက်ကြောင့်တံခါးတွေကဘာဖက်လို့မရနိုင်ပဲငါးရည်တစ်မျိုးလိုနေပါတယ်။ ငါဟင်းလူနေရဲ့အတွက်စိတ်မသက်မသာနဲ့နန်းတော်ရဲ့လေသာပြတဲ့ဝတ်မှာရှိနေတဲ့အခိုက်မှာကလလမငါ့ကိုထမ်းမိလာနေတဲ့တန်ခါးတဲ့တယောက်ကိုဘယင်က မြင်တော်မူလိုက်ပါတယ်ဘယင်လဲဝမျက်စွာနဲ့မင်းကြီးတယောက်ကိုဆေးပြီးတန်ခါးတဲ့ကို ရှစ်တော်အမြဝင်ခန်းလိုက်ပါတယ်တန်ခါးတဲ့ကရှစ်တော်ကိုရောက်တဲ့အခါဘယင်ကအချင်းတန်ခါးတဲ့တော်ပါပြီတယ်ငါရဲ့စားတော်ဝဲမှာ အမဲမျိုးစုံရှိပေမဲ့ငါဟင်းလျာတမဲလိုနေခဲ့တယ်။ငါလိုကိုဖြစ်ပြီးတဲ့တဲ့အတွက်ငါဘိုးကိုလူတလောက်တောင်းမှဆိုပြီးမိတ်တောင်ပူလိုက်ပါတယ်။အဲ့ဒီခါတန်ခါတဲ့ကအရှင်မင်းကြီးကျွန်တော်မျိုးကဒီငါဘိုးအဖြစ်နဲ့ရွှေငွေဥစ္စာတွေကိုမလိုချင်ပါဘူး။အဲ့ဒီစားကျွန်တော်မျိုးရဲ့ကြောပြင်းကိုသာစိန်တန်အချင်း90ပေးတော်မူပါဆိုပြီးရဲဝံစွာလျှောက်ထားလိုက်ပါတယ်။ဘယင်းလဲတန်ခါတဲ့စကားကိုကြားတဲ့အခါအာရုံသွားပြီး အချင်းတကားတဲ့ပြင်မြင်ပြီးရှောက်တယ်မအောင်လို့ခွင့်ပေးတော်မူလိုက်ပါတယ်။ဒါပေမဲ့တခါတဲ့ကရှေ့ကအတိုင်းပဲကျိန်တန်ကိုသာသုံးကင်စီအောင်တင်ဆောင်လိုက်ပါတယ်။ဘယင်က များစွာအံ့ဩသွားပြီးဒီတငါတဲ့ကိုငါဖို့အဖြစ်ကျိန်တဲ့အချက်90ကိုညင်တော်တော်ရက်ပြီးပေးစီလို့အမိန့်ချလိုက်ပါတော့တယ်။ဘယင်ကြီးရဲ့စိတ်ထဲမှာတော့ဒီတငါတဲ့ကအတော်လေးကိုထူးခြားနေတာတော့ အမှန်ပဲလို့တွေးမိလိုက်ပါတယ်။မင်းချင်းတို့လည်းမကြုံစဘူးဖြစ်ကဒီတငါးတဲ့ကိုယူနေတယ်လို့ဆိုရအောင်ကလည်းအခက်။ငါဖို့အတွက်ကိုရှုံနေမတောင်းပဲကျင်းကျဲအချက်60ကိုသာတောင်းတဲ့အတွက်ကြောင့်လူကောင်းလို့လည်းဆိုလို့မရပြန်မှုဆိုပြီးအချင်းချင်းပြောဆိုရင်မောကတငါးတဲ့ကိုညင်သားစွာရိုက်ကြပါတယ်။၂၅ကျပ်ပြည့်တဲ့အခါတက္ကသေကခဏရက်ပါအောင်ကျွန်တော်မှာ လုတ်ဖို့ကင်ဘက်တရားရှိပါသေးတယ်။မဘိုးရဲ့ထဝက်ကိုကျွန်တော်ရဲ့လုတ်ဖို့ကင်ဘက်လဲဆိုင်တဲ့အတွက်ကြောင့်ကြံရှိနေသေးတဲ့အချက်အစစ်ကိုအဲ့ဒီလူကိုပေးလိုက်ပါဆိုပြီးပြောလိုက်ပါတယ်။တန်ခါးတဲ့စကားကိုကြားတဲ့အခါမင်းကြီးတို့ကဒီကဘာမှာတင့်လူမျိုးမိုင်မဲတဲ့သူကတယောက်သာရှိလိမ့်မယ်လို့ငါတို့ထင်မှတ်မိတယ်။ယခုတော့အစ်မက အဖော်ပင်ကြံရှိနေသေးပါလားဆိုပြီး အံ့ဩယမောကြကုန်ပါတယ်။ဒါနဲ့နောက်မင်းကြီးကို အကြောင်းစုံတိချောက်လိုက်ပါတယ်။မင်းကြီးလည်းအချင်းတကားတဲ့တက်မစီပါလှုပ်ဖက်ပင် ရှိနေသေးပါလားလို့ဆိုလိုက်ပါတယ်။ပြီးတော့တင်းရဲ့လုပ်ငန်းလှုပ်ဖက်ကဘာလုပ်လဲ။ဘယ်လိုဖြစ်ပြီးလုပ်ငန်းလှုပ်ဖက်ဖြစ်ခဲ့ကြတယ်လဲဆိုတာမချင်းမချမ်းငေါစီကိုတိချောက်ပါအောင်ဆိုပြီးမိတ်ဆိုလိုက်ပါတယ်။အဲ့ဒီခါတကားတွေက အရှင်မင်းကြီးအရှင်မင်းကြီးရဲ့စားတော်ပွဲမှာအမေမျိုးစုံစုံမာလျက်နဲ့ငါးဟင်းတစ်မျိုးလုံနေတဲ့အတွက်အဲ့ဒီငါးကို ကိုတိုင်စက်တလို့တဲ့အတွက်ကြောင့်ဒကာမူရန်ကို အချိန်ချင်းခွင်တောင်းခဲ့ပါတယ်ဒကာမူကကျွန်တော်မျိုးငါးဆက်သားတဲ့အခါမှာစုလက်များစွာရမှာကိုသိတဲ့အတွက်ငါးဘိုးရဲ့ထဝက်ကို သူ့ကိုပေးမှသာဝင်ငင်းပြုမယ်လို့ဆိုပါတယ်ကျွန်တော်မျိုးလည်းဂရီထားခဲ့ပြီး ဝင်လာခဲ့လိုက်ပါတယ်။အဲဒီတွေ့ကြောင်းအရှင်မကြီးရဲ့တကားမှုဖြစ်တဲ့ကျွန်တော်မျိုးရဲ့လုပ်ငန်းလုပ်ဖက်အားကြံရှိနေစေတဲ့ကျင့်တန်းအစိတ်ကို အမြတ်ဝင်ငါပေးသနာတော်မူပါဆိုပြီးရှောက်တင်လိုက်ပါတယ်။တကားတဲ့ကအကြောင်းအရာလုံးစုံကိုအကောင်စီအောင်ရှောက်တင်လိုက်တဲ့အခါမှာတော့တကားတဲ့အကြံဉာဏ်စကူးကိုမင်းကြီးနဲ့တကွာမူမတူသိရှိသွားကြပါတယ်။တကားတဲ့ကိုလည်းများစွာအံ့ဩချီးမွမ်းကုန်ကြပါတော့တယ်။ဘယင်မင်းမြက်လည်း တကယ်မူးကိုခေါ်စေပြီးရောက်တဲ့အခါစစ်စေးမင်းမြလိုက်ပါတယ်တကယ်မူးလည်းမငင်းသာတော့ပဲတငါတကူယခုကဲ့သို့ပြုမိကြောင်းဝန်ခံလိုက်ပါတယ်အဲ့ဒီအခါမင်းကြီးကမူးမတ်တို့တငါတဲ့လုပ်ငန်းဘက်ငါရဲ့တကယ်မူးအားငါဘိုးရဲ့ထက်ဝက်ဖြစ်တဲ့ကျင်းတန်းအချက်25ချက်ကိုပြင်းထန်စွာရိုက်ချေဆိုပြီးချမှတ်လိုက်ပါတယ်ကျင်းတန်းကိုပြပြတဲ့နောက်ယာရုကနေ ချခိုင်းလိုက်ပါတယ်ဆက်လက်ပြီးတော့မင်းကြီးကဒီသင်္ကားတွေဟာငါကိုရောရဲ့တကယ်မှုကလက်စားတာကိုတည့်ရဲမလျှောက်တင်ပဲညာစိတ်ကုနဲ့ဂျပန်ပြီးရွှေနားတော်ပေါကြအောင်ရဲရင်စွာလျှောက်တင်ပေးတယ်ဒီလိုပညာရှိတဲ့လူတယောက်ကတငါတဲ့အလုံးနဲ့မအပ်ဆက်ပေဘူးငါကိုရောရဲ့နားတော်မှာ အမှုထမ်းတဲ့လောက်ကသာတင့်လျော်ပေးလိုက်မယ်လို့ဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မင်းကြီးဟာတငါတဲ့ကိုနတ်တော်ရဲ့ စာကြီးတိုင်းမူတော်ဝန်ကိုခန့်အပ်ပြီးချင်းမြောက်တော်မူလိုက်ပါတယ်။ဒီပုံမြင်လေးကနေနေရာတကာမှာလောဘကြီးတာဟာကိုယ့်အတွက်ဒုက္ခရောက်စေနိုင်တာကိုသိရှိနိုင်ပါတယ်။မိစေတို့အနေနဲ့လည်းသင်္ကန်းစာတစ်ခုခုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိစေတို့အတွက်အကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။ 阿龙哥，进入的嘛嘞，看表。